ထိုကြီးတကောင်ကိုမရင်းကျင့်သူလေးကိုအိန္ဒိယမှာဖမ်းဆီးထားတယ်လို့သိရပါတယ်။ဒါဟာအင်မတန်မှအထိပ္ပယ်မရှိမနဲ့ရုံရင်းကြမ်းတမ်းနဲ့လုပ်ရဆိုပြီးဒီကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယရဲ့လူမှုကွန်ရက်အသိုင်းအဝိုင်းမှာအပြဲထန်ဝေဖန်နေကြပါတယ်။ဖြစ်စဉ်ကတော့အိန္ဒိယနိုင်ငံမဟာရာထရာတတော်ဌာနကအဲ့ဒီတရားခံ၄ယောက်ကို CCTV ကနေခြေရခံတွေ့ခဲ့တာဖြစ်ပါတယ်။ CCTV မှတ်တမ်းမှာဖော်ပြထားတဲ့အရာဆိုရင် အရှိလေးပြည့်ခွဲ၅ပြည့်လောက်ရှိတဲ့ဖွကြီးတကံကိုဟန်ပြီးတော့အဲ့ဒီဖွကြီးကိုအမျိုးသားလေးဦးကမဖွဲ့မရပြုတ်လုံနေတာကိုအံ့အားသင့်ပွဲတွေးရှိခဲ့ရတာဖြစ်ပါလေဒီဖြစ်ရဟာအမတန်မှမယုံနိုင်စရာကောင်းတယ်လို့မဟာရာရှတာတတော်ဌာနကြီးကဆိုပါလေဒီလိုမျိုးတိရစ္ဆာန်တွေပေါ်လောက်တာဟာနှိမ့်ပန်းနှိမ့်ဆက်မှုလည်းဖြစ်တဲ့အတွက်ကြောင့်တိရစ္ဆာန်ထိမ့်သိမ့်ကောက်ကွယ်ဆောင်ရှောက်ရေးအုပ်တွေရပါဒီလိုဒီလူတွေကိုပြင်းပြင်းထန်ထန်တရားစွဲမယ်လို့ဆိုပါတယ် အဲ့ဒီလူလေးယောက်ရဲ့ဖုန်းကိုလည်းစစ်ဆေးတဲ့အခါမှာဖွင့်ကြီးကိုမဟာတရားလုပ်နေတဲ့ဗီဒီယိုပါတွေ့ရှိခဲ့တာဖြစ်ပါလိမ့်။ဘလို့အသိဉာဏ်မရှိတဲ့လူတွေကဒီလိုမျိုးကြောက်ဖို့ကောင်းတဲ့ယွန်ရှာဖို့ကောင်းတဲ့လောက်ရကိုလှုပ်တာလေလို့မြင်ကြပါလိမ့်။ဖွင့်ကြီးကိုဘာသဘောနဲ့အဲ့ဒီလိုလုပ်လဲဆိုတာတော့မသိရသေးဘူးဗျ။ဒီဘင်္ဂလားဖွင့်တွေဟာ9ပေ၄ပေကွယ်9ပေ6ပေလောက်ထိရှည်နိုင်တယ်ဗျ။အင်မတန်ကြီးမားတဲ့ဖွင့်မျိုးစားပါ။အဲ့ဒီဖွင့်ကြီးတွေကို1982တော်ရန်တိရစ္ဆာန်ကာကွယ်ရေးအုပ်ပဒေအရကာကွယ်ပေးထားတာဖြစ်ပါလိမ့်။ တတော်ဝင်နေတဲ့ဟာ CDB မတန်းနေရအဲ့ဒီလူလေးကိုလိုက်လံဖမ်းဆီးခဲ့ပါလိမ့်ပထမကနအုံးမှာတော့လူလေးဦးတည်းကဒိုးကိုသာဖမ်းပြီးနောက်ဆက်လက်စုံစမ်းစစ်ဆေးရမှာကြံခပ်ပြေးသွားတဲ့သူတွေကိုပါမဟာရာရှာပြည်နယ်မှာရှိတဲ့ရွာလေးတွေအမှာဖမ်းမိခဲ့တယ်လို့ဆိုပါလိမ့်ဖမ်းဆီးထားသူ၄ယောက်ကတော့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ခံပြောဆိုခဲ့တယ်လို့ဆိုပါလိမ့်ဒီဖြစ်ရဟာအိန္ဒိယရဲ့ တော်လိုင်းတိရစ္ဆာန်ကောက်ွယ်ဆောင်းလျှောက်ထင်းသိမ်းရေးနဲ့သဘောပေါက်ဝေးခြင်းအရေးဆောင်းလျှောက်သူတွေအတွက်တတော်လေးကိုရှော့ဖြစ်သွားတဲ့လုံရက်ဖြစ်ပါတယ်။ဒါအပြင်တရားရေးတိုင်ဝမ်ကလည်းဒီလူတွေဟာဖုတ်တကောင်ကောင်မဟာတရားကျင့်နေဆိုရင်ဒါဟာအမျိုးသမီးတွေအတွက်တတော်လေးကိုရှင်လေးစရာလို့ဆိုပါတယ်။အိန္ဒိယမှာအုပ်စုဖွဲ့ပြီးတော့မရင်းကျင့်တဲ့ဖြစ်ရတဲ့ဟာမကြာခဏဆိုသလိုဖြစ်ပေါ်နေတာပါ။ သူတို့ကိုလောလောဆယ်မှာတော့ဒီ Indian Panel Code Session 377နဲ့တရားစွဲထားတယ်လို့သိရပါတယ်